မေကွန်မေးပါရှိသေးလားမသိဘူးမေကွန်နေရှိစမ်းခုနမေကွန်ကများတော့မပြတ်လိုက်ဘူးကဲမေကွန်မေးမရှိသေးလားမိုက်ပေးလိုက်ပါဦးပြာဟိုတိမ်နဲ့ပတ်သက်ပြီးတော့ဗျာတို့တို့တိမ်မတမုတ်ခင်အဲ့ညီလေးရာတိမ်နှုတ်ရတာဟုတ်ပါဗျာဟုတ်တယ်သူကတိမ်နှုတ်တယ်ဆိုတာဒီလိုပါ သူကတိန်နှုတ်တိန်သမုတ်ဒီလိုခေါ်တာနော်တွေ့ရတယ်တိန်နှုတ်ရခြင်းအကြောင်းကတော့တိန်သမုတ်တဲ့အခါမှာသူကသမုတ်မဲ့နေရာမှာတိန်အဟောင်းတစ်ခုရှိခဲ့သည်ရှိတော့နောက်သမုတ်တဲ့တိန်ဒီမအောင်သူကဘာလို့တိန်အဟောင်းတစ်ခုအပေါ်မှာနောက်တိန်တစ်လုံးထပ်ပြီးသမုတ်ခွင့်မရှိဘူးသမုတ်လို့ချင်းရင်အဟောင်းတိန်ကတော့ဘာမှမဖြစ်ဘူးအသစ်သမုတ်တဲ့တိန်ကမအောင်ပြတ်သွားတာအဲ့ဒါကြောင့်မိမိသမုတ်တဲ့တိန်အောင်စေခြင်းတဲ့အတွက်ကြောင့်အောက်မှာတိန်ရှိခဲ့သည် ရှိတော့ဆိုရွေးချယ်တဲ့တိန်ပြန်နှုတ်ပလိုက်ရတာ ော်အဲ့ဒါဘာလို့လဲဆိုတော့မြန်မာနိုင်ငံမှာကသာသနာထွန်းကားခဲ့တဲ့နိုင်ငံဆိုတော့လေဟိုဘယ်နေရာမှာတင်ရှိတယ်မရှိတယ်မသိနိုင်တော့ဘူးပေါ့အဲကြောင့်တင်ရှိနိုင်ခဲ့ပဲဆိုတော့တန်တရားစိတ်ကလေးနဲ့နှုတ်ကြတာပေါ့နော်တင်တော့အကြောင်းတင်ရင်နှုတ်ရတယ်နှုတ်ပြီးခါမှသမုတ်ရတယ်နောက်တစ်ခုတည်နေတာကဘယ်လိုဟိုရေးသိမ်းဆိုရင်ဒီဘယ်လိုနားလဲထားတာဟိုရေးတယ်မှာပေါ့ပဋိဒါယမှာ DOS ကမှာじゃရေးသိမ်းရှိတယ်ဒါပေမဲ့တော့ ရှိုးကြီးထဲမှာဆိုတော့ရေပေါ်မှာပေါ့အခုဟိုကုန်းပေါ်မှာရောရေမရှိတဲ့နေရာမှာရေသိမ်းလို့ပြောတယ်။တွရေသိမ်းကသူကဒီလိုသဘာဝရေဖြစ်ရမယ်။တွမြစ်ထဲမှာချောင်းထဲမှာသမုဒ္ဒရာထဲမှာနောက်အိုင်ပေါ့သဘာဝအိုင်လူတူးတဲ့အိုင်မဟုတ်ရအောင်သဘာဝအတိုင်းဖြစ်နေတဲ့ခြုံပေါ့နော်အဲ့လိုအိုင်ကြီးနေဆိုရင်ရေသိမ်းလုပ်လို့ရတယ်။အဲ့ရေကအနည်းဆုံးဥစဉ်လို့စာထဲမှာပါတာက ဒီသင်းပိုင်ဝတ်ထားတယ်ပေါ့နော်သင်းပိုင်ကိုဒူအောက်ကိုလက်ရှိသိရှိတယ်အဲ့ဒီသင်းပိုင်အဖျားကလေးဆိုလောက်အောင်ရေနဲ့ရမယ်လို့ဆိုတာပေါ့အဲ့တော့ဥစဉ်စဉ်တိတ်တော့မမြအောင်တစ်ထွားကြောကြောလောက်တော့ရှိမှတင်နော်အဲ့လောက်လောက်ရေရှိတယ်ဆိုရင်ရေသိမ်းလို့လို့ရပြီဒါရေရှိရမယ်ပမာဏပေါ့ရေသိမ်းလို့လို့ရတဲ့ရေသည်နံပါတ်1ကတဘာဝအင်းအိုင်ချောင်းဖြစ်ရမယ်နော်တဘာဝဖြစ်ရမယ်နောက်ရေရဲ့အနက်သည်တစ်ထွားကြောကြောလောက်နဲ့ရမယ်ပေါ့နော်တပေးလောက်ပေါ့အဲ့လောက်အနည်းဆုံးပေါ့အဲ့လောက်လောက်နဲ့ရမယ်အဲနောက်တစ်ခါဦးဇင်းတို့ဘာလဲဆိုတော့ဒီ ရေဒီမိုးလေးလာရှိရမယ်နောက်တစ်ခုကနော်နည်းနည်းလေးခဏလေးရှိလို့မရအောင်လေးလာတိတိရှိရမယ်အဲ့ဒီသုံးချက်ညီတယ်ဆိုရင်ရေတင်လို့လို့ရပြီရေတင်လို့လို့ရပြီဆိုတာကန်ဆောင်လို့ရပြီလို့ပြောတာအစာအုပ်ရှိရှိမရှိရှိတန်ဃာတော်တွေကရေထဲမှာဆင်းပြီးတော့ကန်ဆောင်ရင်လည်းရပြီနော်ဒီတိုင်းမတ်တက်ရက်ပြီးတော့ရမ်းခံလည်းရတယ်ဖောင်းနေရမ်းခံလည်းရတယ်အစာအုပ်ဆောက်လိုက်လည်းရတယ်တော့အစာအုပ်ကတိမ်မဟုတ်ဘူးဒီရေကရေပဲသူကတိမ်ပဲရေကိုယ်တိုင်ကောင်တိမ်ဖြစ်နေတာ तू ကနော်ရေကိုယ်တိုင်ကောင်တိမ်ဖြစ်နေတာအဲ့တော့တဘာဝဖြစ်ရမယ်ရေသည်ခုနက ဒီရှစ်သလုံးလောက်နေပါပေါ့နော်နေရမယ်နောက်မိုးလေးလာရှိရမယ်ဒီသုံးချက်ညင်ရေတင်ဖြစ်သွားပြီအဲ့မှာတန်ကားတော်တွေကန်ဆောင်လွယ်အောင်ဆိုပြီးတော့အစာဥဆောက်ကြတာလေအဲ့တော့ရေထဲမှာဆောက်တဲ့အစာဥဖြစ်တော့ဒီဒီစာဥကိုလည်းရေတင်လို့ခေါ်လိုက်တာတကယ်တကယ်တင်ရအစာဥမဟုတ်ဘူးရေပဲအဲ့တော့ဒီကရေနေအောင်ဆိုပြီးတော့တွင်းတူးလိုက်တယ်နောက်ဘောင်းဆယ်ပလိုက်တယ်ဟိုဆယ်ကန်ကြီးနေရှိတယ်လေဒီဆယ်ကန်တွေကရေတင်လို့လို့မရအောင်ဆယ်ကန်တွေကျတော့ तू ကတဘာဝမဟုတ်ဘူး तू ပိတ်ပလိုက်လို့ရေနေတာအဲ့ပိတ်ပလိုက်တော့ရေနေတာဖြစ်တဲ့ကြောင့် तू ကဆယ်မပြုတ်ဘူးရေကန်ရေတင်မလို့လို့မရတော့ဘူး เนาะအဲ့သဘာဝဖြစ်ရမှာဒီပင်ကဒီလိုကအကြောက်လာ။ဟိုတရားလက်ထက်တုန်းကရှင်သာရိပုတ္တရာကရာဇဝင်တစ်မျိုးလုံးတိမ်မုတ်ခဲ့တာဆိုတော့အခုကျတော့အဲ့မှာအကြောင်းဆောင်နေရတယ်ဘယ်လိုလဲ။တွားတယ်လေ။ ညာရိုမျိုးတစ်မျိုးလုံးကိုတိမ်သမုတ်ခဲ့တယ်အဲ့တော့နောက်လူကတိမ်သမုတ်ချင်တယ်ဆိုရင်အဲ့ဒီမူလတင်ကိုနှုတ်ပလိုက်ရမှာဖြတ်ပလိုက်ရမှာအဲ့တော့ကမ္မဝါစာဖတ်ပြီးတော့နှုတ်ပလိုက်အဲ့ဆိုရင်တစ်မျိုးလုံးကျွတ်သွားပြီအကုန်လုံးသူကတစ်မျိုးလုံးကိုလိုက်နှုတ်ကြမလို့တနေရာမှာကမ္မဝါစာဖတ်လိုက်တာနဲ့တိမ်သခုံးလုံးကပြတ်သွားတယ်သူကဥပမာဆိုရပါတော့ဒီအစာအုပ်တစ်ခုလုံးကတိမ်ပဲဒါဥစည်းကဒီနေရာနဲ့ကမ္မဝါစာဖတ်လိုက်တစ်သခုံးလုံးပြတ်သွားတယ်သူကအဲ့တော့နေရာအနှက်လိုက်နှုတ်စရာမလိုဘူးပေါ့ အခုမြန်မာနိုင်ငံမှာနေကြအကွလုံးအကွက်လေးအကွက်လေးလိုက်ဆွဲပြီးနှုတ်ကြတွေးဘူးလိုက်မယ်လေအဲ့အကွက်လေးလိုက်ဆွဲရဲဆိုတာကဘယ်နေရာမှာတင်ရှိမှမသိလို့နေရာထောင်းစင်အောင်လိုက်နှုတ်နေတာဟိုအရှိမရှိတာလားအနောက်မှာရှိတာလားအလဲမှာရှိတာလားမသိဘူးမသိတော့ချစ်သမီးနေရာအကုန်လိုက်ပတ်နှုတ်နေတာအကေတိတိကျကျသိခဲ့တယ်ဆိုရင်တနေရာမှာနှုတ်လိုက်ပြီးသွားပြီကိုကျွတ်သွားပြီနော်အဲ့လိုမျိုးအဲ့တော့ရသေချိုမှာဆိုရင်အခုကြောင်းတိုက်တွေဆောက်ထားတယ်ပေါ့ဆိုတော့သူတို့တင်အသစ်တလုံးသမုတ်တယ်ဆိုလို့ရှိရင်အရင်မူလတင်ဟောင်းကိုကမ္ဘာတန်နဲ့နှုတ်ပလိုက်ရမယ်မနှုတ်ဘဲနဲ့တော့သမုတ်ရင်အဲ့တိမ်မအောင်တော့ဘူး အကြောင်းဒါသွားပြင်းတော့အကြောင်းဒီနေ့မြန်မာဆရာတော်ကြီးတွေကတော့တိမ်သမုတ်ရင်တိမ်နှုတ်တာအရှင်လုပ်ပါတယ်ဟမ်လုပ်ပါတယ်ဆင်းကြတိမ်နှုတ်ကခဏခဏနှုတ်ဒီပူကောင်းတယ်ပြောမဟုတ်ပါဘူးခဏခဏနှုတ်ကောင်းတယ်မဟုတ်ပါဘူး तू ကဒီလိုပါခုနကဦးသိန်းပြောတယ်လို့လေဒီဘယ်နေရာမှာတိမ်ရှိမှမသိလို့ သူကနှုတ်ရတာတော့တိမ်နှုတ်တဲ့အင်ကအများကြီးမရှိပါဘူးသူကတိမ်နှုတ်မယ်လို့နှလုံးသွင်းရမယ်နောက်တော့ကမ္ဘာဝါစာကိုထိုင်ကတိုင်းပြောင်းဖက်ရမယ်ပင်ပင်မူလတိမ်အဟောင်းပေါ်မှာလည်းကမ္ဘာသာဖတ်တဲ့ရန်ဟာရှိနေရမယ်ဆိုတော့ကမ္ဘာဖတ်တဲ့ပုဂ္ဂိုလ်ကမူလတိမ်နေရာမှာမရှိဘူးတခြားနေရာရောက်နေလဲဆိုရင်အဲ့တိမ်ရမကျွတ်ဘူးအဲ့တော့တိမ်ပေါ်မှာအဲ့ရဟန်းနေမိသားဖြစ်နေရမယ်နော်အဲ့လိုကမ္ဘာဖတ်တဲ့ရဟန်းဒီတိမ်အဟောင်းပေါ်မှာရှိရမယ်ပင်ကမ္ဘာသာလည်းပြရမယ်တိမ်နှုတ်မယ်လို့နှလုံးသွင်းရမယ်အဲ့ဒါဆိုအဲ့တိမ်ကျွတ်သွားကုန် ဲ့တော့အဲ့ဒီကမ္ဘောဖက်တဲ့ရန်ဒီသူအောက်မှာတင်ရှိတာသူလည်းမသိဘူးမသိတော့ဟိုနေရာသွားနှုတ်နေရာသွားနှုတ်တာပေါ့အဲကြောင့်သူကနေရာမကြင်ရအောင်အကွက်အကွက်တွေချောက်ဆွဲပလိုက်တယ်အကွက်တွေအများကြီးဆွဲပလိုက်တယ်အကွက်စက်တဲ့တော့အမျိုးမျိုးရှိတာပေါ့နော်တချို့ကဟိုနောင်ဆောင်ကွက်ဆိုပြီးတော့ဟို6ပေ3ပေလို့ဆွဲတဲ့အကွက်တွေလည်းရှိတယ်နှစ်ပေပက်လည်းအကွက်တွေလည်းရှိတယ်ပေါ့ဆွဲကြဘယ်လိုပဲဆွဲဆွဲနေရာအနှက်တနေရာမှမကြင်အောင်ပေါ့အကုန်လိုက်ပြီးတော့ကမ္ဘောချောက်ဖက်ပလိုက်တယ်တမြေမြေပြင်တစ်ခုလုံးကိုအကုန်လုံးကမ္ဘောလိုက်ဖက်ပလိုက်တစ်ခုလုံးမကြင်အဲ့ဒါဆိုရင်လုံးဝရှင်းသွားတာပေါ့ ။အခုဆိုဒီဘကိုးမှာကလျာဏီတိန်ဆိုတာရှိတယ်နော်အရင်တုန်းကအခုချင်းနေလက်ရှိပါတယ်။ဟိုတီဟိုရဟန်းတော်တွေလာပြီးတမုတ်သွားတဲ့ဒိန်။တမဲစီဒီမင်းလက်ထက်တုန်းကယနေ့ချင်းနေရှိတယ်ကလျာဏီတိန်ဆိုတာ။အဲ့ဒီကလျာဏီတိန်တမုတ်တော့ဆိုရင်တိန်နှုတ်တာကအကွက်မဆွဲဘူး။သူကဘယ်လိုလဲဆိုတော့သူကပေ40ဆိုပါဆိုနော်ပေ40ဆိုလို့ရှိရင် तू ကဒီဂွင်း तू ကဆယ်ပေပတ်လဲဆယ်ပေပတ်လဲအကွက်တွေဆွဲပလိုက်တယ်သူကအဲဆယ်ပေပတ်လဲဆယ်ပေပတ်လဲအကွက်မှာတန်ခါးတွေအကုန်လုံးဝိုင်းစုပြီးတော့နှုတ် ပြီးနောက်ဆက်ပြီးပက်လေထွက်ရွှေ့နှုတ်နောက်ဆက်ပြီးပက်လေထွက်ရွှေ့အဲ့တော့ဆယ်ပေတကုတ်ဆယ်ပေတစုဆယ်ပေအလိုက်နှုတ်တာသူကတက်တက်လေးတက်တက်လေးမလုံးတော့ဘောအဲ့လိုမျိုးရှိတယ်အဲ့တိန်နှုတ်လေးကတော့မျိုးစုံရှိတယ်ဥပမာငါးဌာနနှုတ်နီးကိုးဌာနနှုတ်နီးငါးဌာနဆိုတာကအလဲမအရင်နှုတ်ပြီးရင်ဒေါင်းလေးတောင်းလိုက်နှုတ်ပြီးသွားပြီဒါဆိုရင်လည်းမကြံတော့ဘူးပေါ့နော်အလဲမတစ်ချက်နှုတ်လိုက်တယ်ဒေါင်းလေးတောင်းမှနှုတ်လိုက်တယ်ဆိုရင်ဒါပြီးသွားပြီမင်းနေမှာမကြံတော့ဘူးတချို့ကလည်းကိုးနေရအရက်ချင်းမျက်နှာရဲ့အလဲတနေရကိုးနေရနှုတ်ကြတယ်ဒါဆိုလည်းပြီးသွားတာပဲ ။အဲဦးဇင်းတို့ပြောသွားပြင်ဒီမဟာဝိသရောင်ရှယ်တော်ကြီးတို့နှုတ်တဲ့နီးစနစ်ကတော့ရေမောင်တန်းနီးခေါ်တယ်။မတ်တရက်တန်းစီမီနှုတ်တဲ့နီး။အဲ့ဒါရေမောင်တန်းနီးလို့ခေါ်တယ်။အဲ့တော့အပါစိသွားတန်းစီတန်းစီလိုက်တယ်ပင်ကမဝါသာဖတ်တယ်။ပြီးပြီဆိုရင်နောက်တလန်းရှိကိုတလန်းထက်တိုးကမဝါသာဖတ်တလန်းချက်တိုးကမဝါသာဖတ်အဲ့လိုနှုတ်တာအဲ့ဒါရေမောင်တန်းနီးလို့ခေါ်တယ်။အဲ့ဒါတော့နည်းနည်းတတ်တာတယ်မြန်တယ်ပေါ့။အစားနည်းကတော့နည်းနည်းနေးတယ်ကြားတယ်။ခုနကနေ့ကတော့တန်ခါမြမြနဲ့နှုတ်လိုက်ပြီးသွားပြီ။ဘလို့ကြဲကြဲတန်ခါအများကြီးတန်းစီပလိုက်တယ်သူက။ပင်အကုန်လုံးကမဝါသာဖတ်အကုန်လုံးကမ္ဘာသာဖတ်ပြီးတလန်းတလန်းရှိတူသွားလိုက်ပြီးသွားပြီ။ ဆိုတော့ဆိုလိုတာကတော့တိမ်ထုတ်တယ်ဆိုတာဟိုအောက်မှာတိမ်အဟောင်းရှိခဲ့သည်ရှိတော့ဆိုတော့ယူရကျနေနှုတ်တာအဲကြောင့်ဘယ်နေရာမှာရှိမှန်းမသိတဲ့အတွက်ကြောင့်နေရာအားလုံးတစ်ခုမကြိုက်ဘူးလိုက်နှုတ်လိုက်တဲ့သဘောဟဲ့အဲ့လိုမျိုးပါတိမ်ကြီးတယ်ဆိုရင်ကံကံများတော့ဟိုဆိုးဆိုးကဆရာချမ်းများပြောလို့တက်တလန်တလန်တို့တော့ပို့ပြီးတော့မြန်လာမြန်တယ်မြန်တယ်တိမ်အငယ်ကြီးခဲ့တယ်ဆိုတော့တန်ခါများများနဲ့နှုတ်တယ်ဒီစနေကမြန်တယ်တန်ခါများများနဲ့တန်းစီလိုက်ပြီးတလန်တလန်တိုးသွားပြီးနှုတ်မြန်တယ်မြန်တယ်ကို ေါ်မှာရေတင်လုပ်လို့ရအောင်မရအောင်တော့ခုနတဘာဝရေရှိမှနော်ချောင်းမှာမြစ်မှာချောင်းမှာစလုံးချင်းတို့ဖောင်တို့သင်းမောတို့နဲ့ရမ်းခံလို့ရတယ်အာရေတင်ပဲသူကရေတင်သဘောတရားကရမ်းခံတဲ့ဒီဒီတန်ဃာတွေစုနေတယ်ပေါ့ရေထဲမှာအဲရဟန်းတွေရဲ့ဒီ15ပေပတ်လဲပေါ့ခမန်းကြီးပေါ့နော်သူကရေတကြလို့ခေါ်တယ်သူကလမ်းရဲ့အဲတန်ဃာတွေကနေအစုံဆုံးတရားဟန်းကရေတကြလှမ်းပတ်လိုက်အဲ့ဒီတပတ်ပတ်လဲဟာတိမ်မဲ့သူကတခြားတန်ဃာအဲ့ဒီထဲလုံးဝဝင်ခွင့်မရှိဘူး ဘာဥပမာဖောင်တဲ့ယဟန်နေကန်ဆောင်တယ်မြစ်ထဲပေါ်ဆင်းသွားတယ်ဖောင်တဲ့ယဟန်နေစုပြီးတော့ယဟန်ခံတယ်အဲ့တော့အဲ့ဖောင်ရဲ့15ပြပတ်လက်အဝန်းကျင်ကိုဘယ်ယဟန်မှဝင်ခွင့်မရှိဘူးအဲ့15ပြပတ်လက်ကတိမ်မဲ့သူကရေမြစ်တစ်ခုလုံးမတိမ်မဟုတ်ဘူးသူကမြစ်တစ်ခုလုံးတိမ်မဟုတ်ဘူးကန်ဆောင်နေတဲ့ယဟန်ရဲ့15ပြပတ်ပတ်ပတ်လက်ကတိမ်အဲ့ပတ်ပတ်လက်ကိုဘယ်ယဟန်မှမဝင်စေရအောင်ကဲလို့ပြောဘာသာသူကယဟန်ခံနေတဲ့ယဟန်ရဲ့ရေတကြလို့အတမတ်တစားတဲ့ရရေတကြကိုခံမှန်းကြရတော့15ပြပတ်လက်ပေါ့အဲ15ပြပတ်လက်ဟာတိမ်မဲ့ ။တချို့ကလည်းဟိုရေပတ်မှတိမ်ထင်ပြီးတော့တချို့ကရေပတ်ကြတာ။ရေပတ်စရာမလိုပါဘူးသူကခက်မန်းကြီး15ပြပတ်လောက်ဆိုရင်ဒါတိမ်ဖြစ်သွားပြီ။ဆိုဆိုကတွင်းတွင်းပြီးတော့ရေထက်ထားတာကြတော့။အော်အဲ့ဒါရေနမိတ်လို့ခေါ်တယ်။သူကရေတိမ်မဟုတ်ဘူး။ရေတိမ်နဲ့ရေနမိတ်မတူ။ရေတိမ်ဆိုတာကရေဒီအော်တိုမက်တစ်တိမ်ဖြစ်နေတာကမ္ဘာတာဖတ်စရာမလိုဘူး။ကုန်းတိမ်ကြရလို့ရှိရင်ခုနကမိုင်းပြောတာကကုန်းတိမ်ကုန်းတိမ်မှာတိမ်သမုတ်တဲ့အခါမှာသူကနမိတ်ထားတာနမိတ်ဆိုတာက အမှတ်သားပေါ့ အမှန်သားမှာကြောက်တိုင်အမှန်သားထားလို့လည်းရတယ်ရေတွင်းတူးပြီးတော့အမှန်သားထားလို့လည်းရတယ်အဲ့ဒါကိုပြောတာဟိုအဲ့ဒါတိမ်မော်ဘူးနမိတ်ဟိုကတိမ်ရေကြတော့တိမ်တွင်းကြတော့နမိတ်မတူတူပါအဲ့တိမ်တူးပါညညတော့ဘယ်ချိန်သမမုံရညတကောင်လုပ်တယ်ဆိုတာဒီလိုပါညသမုံတယ်ဆိုတာကရဟန်းအသွားလာနဲအောင်နဲတဲ့ချိန်ကိုစောက်တာဘာတော့ဟုတ်တယ်ဖြစ်သွားဖြစ်လာနဲအောင်စောက်တာနေကင်းမကြတော့ကားသွားကားလာတွေများတယ်လူသွားလူလာများတယ်အဲ့ဆိုရင်အဲ့ကားတွေမှာရဟန်းတွေပါခဲ့ရင်တိမ်သမုံတို့မရအောင် ဟုတ်တော့ဒီဥစ္စာလို့ဒီရွာမှာတိမ်သမုတ်တယ်ဆိုရင်အဲ့ဒီရွာထဲကိုဘယ်ညမ်းမှဝင်ခွင့်မရှိဘူး။အငယ်တိမ်သမုတ်နေတဲ့အချိန်ရဟန်းတစ်ပါးဝင်လာရင်အဲ့တိမ်ပြတ်သွားအောင်။အကြောင်းဥစ္စာလို့အဆောင်ထားရတယ်။မိသက်တို့ရဲတို့ကိုခေါ်ပြီးတော့လူကြီးတွေနဲ့ခိတ်တွေမှာအားလုံးမှာစောင့်မိထားရတယ်။အဲ့တော့ရဟန်းတွေရောက်လာပြီဆိုလို့ရှိရင်ဒီရွာမှာတိမ်သမုတ်နေတဲ့အတွက်ကြောင့်အရှင်များတို့မဝင်ပါနဲ့။အော်ခဏစောင့်မိပါ။စောင့်မိထားခိုင်းရတယ်။အဲ့တော့တို့အဖျော်ရည်ပါလေးကက်ထားပါနော်။စောင့်ခိုင်းထားရတယ်။ ဲ့တော့နေခင်းဘတ်ဆိုရင်အဲ့လိုသာလောက်ခိုင်းမှဆိုတော်တော်ပင်မဲတာတော်တော်လက်ခရီးဖက်နေတင်တမုတ်တဲ့လူကနောက်ချက်ဖြစ်တယ်အဲကြောင့်နေခင်းဘတ်မတမုတ်ကြအောင်ညဘက်ဆိုတော့နည်းနည်းလူသွားလူလာနေတယ်လူသွားပြဿနာမရှိရဟန်းကပြဿနာတတ်တာအဲ့တော့ရဟန်းတွေကတင်တမုတ်တဲ့ရွာထဲကိုဝင်ခွင့်မရှိဘူးနော်အဲ့တော့ရွာထဲမှာရှိတဲ့ရဟန်းတွေလည်းတင်တမုတ်တဲ့နေရာကိုကြွပေးရတယ်မကြွနိုင်ဘူးဆိုရင်လည်းသဘောတူပါတယ်ဆိုတော့ကြောင့်ဆန္ဒပေးရမယ်နော်အဲ့ဒါဦးဇင်းတို့တင်သမုတ်တဲ့ခါမှာအဲ့ဒီအတွေ့အကြုံတွေနည်းနည်းပြောချင်နေတာနည်းတော့ကြာပြီဒီထက်တော့ပြောရတော့မှာပဲဟုတ်တော့တနိုင်ငံလုံးတော်တော်လေးအဲနည်းနည်းသတိထားစရာကိစ္စပေါ့ တိမ်သမုတ်တဲ့အခါမှာဦးဇင်းတို့ဆန္ဒယူတယ်ဆိုတော့ပြဿနာရှိတယ်ဒီရွာမှာတိမ်သမုတ်မယ်ဟိုဒီမဆိုးပေါ့နော်ဒီရန်ကုန်မြို့ဆိုရင်တော့ရက်ွက်တီပေါ့အဲ့တော့ရွာမှာတိမ်သမုတ်မယ်ဆိုရင်အဲ့ဒီရွာမှာကျောင်းပန်းတစ်ကျောင်းရှိတယ်လဲစင်းတိကြဖို့တီးဖို့လိုတယ်ကျောင်းဆန်ကျောင်းဆိုရင်ဆန်ကျောင်းတန်ခါစင်းတိတိကြတီးဖို့လိုတယ်အဲ့ဒီဆန်ကျောင်းစီဆန်ကျောင်းတန်ခါစီကဆန္ဒယူရမယ်သူတို့တိမ်သမုတ်တဲ့နေရာကိုကြွချင်တယ်ကြွမကြွနိုင်ဘူးမအားဘူးဆိုရင်လည်းသူတို့စီကသဘောတူပါတယ်ဆိုတာဆန္ဒယူရမယ်ယူတဲ့ခါမှာတပားချင်းယူရမှာပေါင်းပေါင်းယူလို့မရဘူး တချို့ကကျောင်းနေဘုန်းကြီးသဘောတူရပြီထင်တာလေအရင်မှတယ်တိမ်မအောင်ဘူးနော်အဲ့ဒါသူကကျောင်းမှာ10ဘာရှိတယ်ပေါ့ဆိုင်မရှိနေဆိုတော့အဲ့ဒါကျောင်းနေဆရာတို့ကြီးသွားပြီးတော့ဒီပြည့်တော်ဖေဟာဒီပြည့်တော်ကျောင်းမှာတိမ်သမုံးဖို့အတွက်လာလျှောက်တာပါလေဖေဟာအေးငါသဘောတူငါသဘောတူဆိုတော့မရဘူးကျန်တဲ့ကိုးပါးကလည်းသဘောတူပါတယ်ကြောင့်တပါးချင်းပေးရမှာသူတို့ဖွင့်နိုင်မှာမှတ်ရမှာပြင်ဟိုမှာပြန်ချောက်အောင်မှာဘယ်ကျောင်းတိုင်းကဘယ်ဦးစင်းဒီဆန္ဒပေးပါလေဆိုတော့တန်ခါလည်းမှာပြန်ချောက်အောင်မှာအဲ့တော့တပါးချင်းယူရမှာဟုတ်ပြီနော်ယနေ့ခေတ်တော်တော်များများအဲ့ဒါမှားနေတာတိမ်မအောင်ဘူးနော်သူကတပါးတည်းကပေးခွင့်မရှိဘူးဦးစင်း ကြုံတယ်တခါတုန်းကဘယ်လိုကြုံလဲဆိုတော့အဲဦးဇင်းတို့ကျောင်းစတီထောင်ကစားကအဲ့လိုပဲဆတော်ကြီးတပါးဥဆောင်ပြီးတော့အဲ့ဒေဒေတာမှတိတ်သမုတ်ကြတယ်ဆိုတော့ဦးဇင်းတို့ကျောင်းနိုင်ကိုခြံနဲ့လာယူတယ်လာယူတဲ့အခါကျတော့ဟိုဦးဇင်းကကျောင်းနိုင်ဘုန်းကြီးဆိုတော့ဦးဇင်းစီလာတယ်ရှင်မကြီးတိတ်သမုတ်ဘုန်းခြံနဲ့လာယူတာပါဆိုတော့ဟိုဘုရားတပြည့်တော့ကျောင်းနိုင်မှာလို့တန်ခါဦးဇင်းနဲ့အဲ့တော့အပ90ရှိတယ်ပေါ့ဦးဇင်း90ရှိတယ်လို့အဲ့တော့ဦးဇင်း90စီကရှင်မကြီးဆန္ဒယူအောင်ပါဆိုတော့ဟိုရှင်မကြီးပေးလိုက်လို့မရဘူးလားတဲ့ဆိုတော့ အတပိတော့ပေးလိုက်တပိတော့ဆန္ဒပဲပေးမှလေတို့ဟိုအပါ90ဆန္ဒကြံသေးတယ်ဆိုတော့အရှင်ပြเจ้าနဲ့ဘုန်းကြီးပဲလေเจ้าနဲ့ဘုန်းကြီးသဘောတူရတာပေါ့ဆိုအမရဘူးရှင်ဗျာလို့အပန်းစင်ပေးရမယ်တပိတော့စီစဉ်ပေးမယ်ကြွားခဲ့ပါတော့ဓမ္မယုံကိုခေါ်ရတယ်ဓမ္မယုံမှာဥစဉ်တဲ့ကုံစုစုပြီးတော့တဘာချင်းအဲ့ဒီစီရတော်ကိုဆန္ဒပေးပေါ့ဟိုပါဠိလိုပြောရင်တော့ဆန္ဒဓမ္မီပေါ့နော်မြန်မာလိုပြောရင်တော့တပိတော့ဆန္ဒပေးပါတယ်တပိတော့ရဲ့ဆန္ဒကိုဆောင်ယူသွားပေးပါတပိတော့ရဲ့ဆန္ဒကိုတန်ခါကိုချက်ထားပေးပါဆိုပြီးတော့သုံးခုပြောရတယ်အဲ့လိုပေးရမှာ စန္ဒံဓမ္မိစန္ဒံမေဟရစန္ဒံမေအရောစီတပည့်တော်စန္ဒပေးပါတယ်တပည့်တော်ရဲ့စန္ဒကိုဆောင်းသွားပါတပည့်တော်ရဲ့စန္ဒကိုတန်ခါကိုပြောပြပါအဲ့စကားသုံးခုပြောရတယ်တပားချင်းတပားချင်းပြောရတာသူကဘွယ်နာမနဲ့မှတ်ဘယ်ဦးစင်းဘယ်ဦးစင်းသူကဘွယ်နာမနဲ့မှတ်ပြီးအဲ့ဦးစင်းအဲ့ဆရာတော်ကဟိုတင်တမဝဲကြလို့ရှိရင်ဒီကြောင်းလိုက်ကဘယ်ဦးစင်းဘယ်ဦးစင်းသူကဦးစင်းတပားချင်းနာမည်ရွတ်ပြီးတော့စန္ဒပေးပါတယ်ဆိုတော့ပြန်ချောက်အောင်မသူကအဲ့လိုလောက်အောင်မအဲ့ကြောင့်လေဘုန်းကြီးတပားလေးမင်းအောင်အဲ့ဒီနေ့ကတည်းကနားမလဲတော့တောင်းနေဖုန်းကြီးသဘောတူရင်ရပြီဆိုပြီးတော့လုံနေကြတာမအောင်ဘူးတော့တိမ်မအောင်ဘူးသူကအဲ့ဒါကံပြတ်သွားတာချမ်းသာရအရေးကြီးတယ်ကွာ ဲ့တော့အဲ့ဒါကလည်းလူကသွားယူလို့မရအောင်ဘုန်းကြီးပဲယူရမှာအဲ့လိုဆန္ဒသွားယူတဲ့ခါမှာလေတချို့ကအာတခါကြီးသွားယူလိုက်တခါကြီးသွားပြောလိုက်ဆိုတော့နော်သူအတိပေးသွားချောက်တဲ့သဘောဖြစ်သွားတာပေါ့တခါကြီးကနေပြီးတော့အရှင်မကြီးကတပြိုတော့ဘယ်ကြောင်းနေမှာတင်တော့မှမပြအေးတခါကြီးကျုပ်သဘောတူတယ်ဆိုတော့မရဘူးနော်ဘုန်းကြီးကိုယ်တိုင်သွားရပါတာကဥစဉ်တပါးကိုယ်တိုင်သွားရမှာတကားရီလွတ်လို့မရအောင်ဘာလို့ဥစဉ်ကြုံဘူးလို့အဲ့ဒါနေတနေမှာတင်တော့ပွဲမှာအဲ့လိုသွားကြုံတာအဲ့တော့ဥစဉ်တော့အဲ့လိုမျိုးကိုယ်တိုင်ပေါ့နော်ဥစဉ်တော့ရဟန်းကိုယ်တိုင် ဆန္ဒနေလိုက်ယူတယ်ကြောင်းကြောင်းချင်းကြောင်းချင်းလိုက်ပြီးတော့ဘွဲနာမန်တတိကြဆန္ဒယူတယ်ယူတဲ့အခါကျတော့ဒဂါရီကဥဒ္ဓရောအဲ့ဒီဒေတာဥဒ္ဓရဒေတာမဟုတ်ဘူးအဲ့တော့နေရာတွေမသိဘူးကြောင်းတွေမသိဘူးလေမသိတော့ဒေတာခန်ဒဂါရီခေါ်ရတာဗောဒဂါရီတို့ဒီနားမှာကြောင်းနေချင်းလိုက်ပြပေးပါလိုက်ပို့ပါဆိုတော့လိုက်ပို့ခိုင်းတာလိုက်ပို့ခိုင်းတော့အရှင်များတို့တဲ့ပင်မပါတယ်ဗျာတပည့်တို့တော့သွားလိုက်မယ်ဆိုတော့ဟာဒဂါရီသွားလို့မရဘူးလို့ဥစဉ်တို့ကိုယ်တိုင်သွားမှရမှာဆိုတော့ဟာအရှင်များတဲ့တပည့်တို့ဒေတာမှာဒီလိုပဲသွားနေကြပဲတပည့်တို့ရပါတယ်ဆိုတော့တပည့်တို့ကိုယ်တိုင်သွားပြီးလုံနေကြရတယ်ဆိုတော့ ဟာတခါကြီးသိချလာဟုတ်တယ်တပည့်တော်တို့ဘယ်သိမ့်ဘယ်သိမ့်တော့ကတပည့်တော်တို့ကိုရင်သွားတာတဲ့သူကပြောဟာတခါကြီးမရဘူးလို့တခါကြီးလှုပ်လို့မရဒါယဟန်ကိုရင်လှုပ်ရတဲ့အလုံးတို့တခါကြီးကလိုက်ဖို့လို့ပဲရတာလို့တကယ်တကယ်ဆန္ဒသဘောတူချက်ယူတာကယဟန်ကိုရင်ပဲယူရမှာလူယူလို့မရဘူးဆိုတော့အဲ့လိုလားတဲ့သူကအဲ့ဒါကလားနော်ဒါတွေသိမ့်ရအဲ့တော့တော်တော်ရေးကြည့်တဲ့သိမ့်ရအဲ့တော့ဆန္ဒကယဟန်ကိုရင်အဲ့လိုသွားယူရတာတပားချင်းယူရမှာနော်တချို့ကအဲ့လိုမျိုးဟို ချိုးဆယ်တော့တယ်လည်းနားမလဲတော့ကြီးဝတ်တယ်ကြတော့နားမလဲဘူးမင်းတို့အရှင်မရရပါတယ်တပည့်တော်သဘောတူတယ်သွားလိုက်သွားလိုက်ဆိုတော့အဲ့လိုလည်းမရဘူးနော်တချို့ကလည်းတပည့်တော်လက်မထိုးမဲ့ဖရားလက်မထိုးတယ်မရပါဇက်ကပေးရမှာဆန္ဒပေးပါတယ်ဆန္ဒပေးပါဆိုပေးရမှာနော်အဲ့တော့တပားချင်းပေးရမှာအဲ့ဒါလေအရေးကြီးတယ်အဲ့လိုမဟုတ်ရင်အဲ့တိမ်မအောင်တော့ဘူးတိမ်မဖြစ်ဘူးအဲ့တိမ်ကံပြတ်သွားတယ် အကြောင်းဆိုင်းနာယူတာစိတ်မချတော့ကိုတိုင်းယူတာအကောင်းဆုံးပဲဥစ္စာကြောင့်ပြေခဲ့တဲ့နေရာတင်တမိုးဝဲမှာလည်းပဲကိုတိုင်းသွားလိုက်တာပဲဒေတာအဲဒီကြောင်းထိုင်ဆရာတော်ကိုမေးကြည့်တယ်ယူပြီလားယူပြီပြီဆိုတော့မေးကြည့်လိုက်တော့အဆင်မပြေဘူးသူယူတဲ့ပုံစံကလွဲနေတယ်ကဲမဖြစ်ဘူးရှင်ပြလိုက်ဖို့ဒီဘက်တော့ကိုတိုင်းသွားယူမယ်ဆိုတော့ကိုတိုင်းသွားယူပေးလိုက်တယ်အဲတော့အဲ့လိုကိုတိုင်းသမုတ်ပေးလိုက်တာပြီးတာပဲပေါ့နော်အဆင်ပြေသွားတယ်ပေါ့အဲအဲ့လိုမျိုးပေါ့တချို့ကတော့နားမလဲတော့ အပြစ်တင်ခြင်းတယ်ဟာခုနကပေးပြီးပြီလေဗောက်တော့ခေါလာသေးလေချွာလေပေါ့နော်မဟုတ်ဘူးအရှင်မြတ်ခုနကမှားသွားတယ်ပေါ့နော်ခုနကဟိုဦးစင်းလေးကနားမလဲလို့ပါပေါ့အခုဒီလိုတော့ဒီလိုယူရမှာပါဆိုတော့တော်သေးတယ်နည်းနည်းပေါ့တော့ပြောလို့ရသွားတာပေါ့နော်တချို့ကအဲ့လိုမျိုးမပေးချင်ဘူးနည်းနည်းလှုပ်ချင်တာမျိုးတွေရှိတယ်အဲ့တော့တိမ်တလုံးသမုတ်တာကိုဝိုင်းကူညီရမှာပေါ့နော်အနောက်ချက်မပေးရပါဘူးအစင်ပြောင်တိလှုပ်ပေးကူညီပေးရမှာပေါ့အဲ့တော့အဲ့ဒါဆန္ဒယူတဲ့အပိုင်းပေါ့အဲ့တော့အဲ့ဒီတန်းမှာရှိတယ်ယဟန်တွေရဲ့သဘောညူချက်အလုံးယူရမှာတပားတလေကမပေးဘူးခྱི་သွားနေတယ်ဆိုသူပြန်လာရင်ပေးရမှာသူက တိမ်အကြီးသူတိမ်မင်းတမုန်တဲ့ချိန်မဝင်လာဘူးဆိုရင်ပြဿနာမရှိဘူးတမုန်တဲ့ချိန်သူမရှိရင်ရတယ်နော်အဲပြဿနာအဆုံးဆုံးတစ်ခုကတော့ဗာလဲကြုံမှုတာကပေါ်ပြီးမပေါ်ပြီးမတင်တမုန်ပဲတစ်ခုမှလေအဲ့လိုပဲဥစ္စာကတိမ်တမုန်ပဲဆိုတော့ဖြစ်ချင်တော့အဲ့ဒီရွာနည်းနည်းကြီးတယ်ရွာကြီးတဲ့အခါကျတော့အဲ့ဒီရွာကိုဥစ္စာတို့ဒကာဒကာမတွေကိုကျွတင်ပြောရတာကနဲမိုက်နဲ့လိုက်អော်ခိုင်းတယ်ဒီရွာထဲမှာအာဂန်နုရဟန်းတွေရှိနေသလားပေါ့ပြဿနာအဲ့ဒါပဲတခါတလေဟိုတိမ်သမုတ်တဲ့အခါမှာအာဂန်နုရဟန်းတွေရောက်နေတဲ့ရွာထဲမှာရှိတယ်သူတို့စီကသဘောတူတဲ့ဆန္ဒမယူလိုက်ရင်မရအောင်သူက ဒီနယ်ထဲမှာရှိသမျှရဟန်းတွေစီအကုန်ယူရမှာအာငနုဖြစ်ဖြစ်ကြောင်းနိုင်ဖြစ်ဖြစ်ရှိတဲ့ရဟန်းတွေအကုန်ဆန္ဒယူရမှာအဲ့တော့အဲ့တဲ့ညောကြောင့်ကျွန်တော်ယွာထဲမှာလိုက်ကြော်ညာခိုင်းတယ်ညမှာဘယ်အချိန်မှာတင်တော့ဝတ်ရှိတယ်ယွာထဲမှာအာငနုရဟန်းတွေရှင်စင်းပြောပါဆန္ဒယူလို့ရအောင်ပေါ့ဆိုတော့ဖြည့်ကျင်တော့ဘာဖြစ်လဲဆိုတော့ရဟန်းတစ်ပါးကလူဝဲလဲပြီးရောက်နေတယ်ပြဿနာအဲ့ဒါပဲတခါတလေဘုန်းကြီးတွေကဟိုလူထက်တာလည်းမဟုတ်ဘူးသူကလူဝဲလဲထားတာသူကဘောလားတခါတလေမပွဲကြည့်ဖို့အတွက်အဲ့ဒါမျိုးတွေပေါ့ပြဿနာအဆိုးဆုံးအဲ့ပြဿနာပဲဆိုပြီးသူ့တွေတက်ထားတယ် သွားပြီဗျာအဲ့ဒါဘုန်းကြီးကလူမမကွဲတော့ဘူးပြဿနာအဲ့ဒါတက်တာအဲ့တော့ဘုန်းကြီးတို့ကအဲ့ဒီဘာမှာအဲ့လိုအင်းကြီးပို့ပြီးနဲ့ရောက်နေတယ်ရွာတဲဘူးဘယ်သူမှဘုန်းကြီးလို့မသိဘူးသူကဒါပေမဲ့ကာယကံကြီးဘုန်းကြီးနဲ့တီးတဲ့ပုဂ္ဂိုလ်လူကတော့သိတယ်အဲ့တော့သူကလည်းဖုံးပြထားတယ်မပြောဘူးသူကတော့တိတ်ခါကြမှာဆိုလို့မပြောဘူးအဲ့တော့တိမ်သမုတ်တော့မအောင်ဘူးလေဘုန်းကြီးရှိနေလေရွာထဲမှာအင်းကြီးဝတ်ထားပြီမလဲဘုန်းကြီးကဘုန်းကြီးပဲလေအင်းကြီးအင်းကြီးဝတ်ထားပြီမလဲသူကလူမမဟုတ်တာဘုန်းကြီးပဲအဲ့တော့ ိမ်သမုတ်ကပြတ်သွားမအောင်ကမ္ဘာဆယ်တော်ကြီးတွေအောင်နေစင်းပြန်သွားကြပြီပေါ့မနဲ့မိုးလင်းမှသိတာမိုးလင်းမိုးလင်းမှသူကပြောတယ်ညကဘုန်းကြီးတွေကလူဝကြီးနဲ့ရွာထဲမှာရောက်နေတယ်ဆိုတော့အဲ့ဒါပြန်သမုတ်ရတယ်တင်ရဆက်လက်မျိုးတွေရှိတယ်အဲ့တော့စထရိုနာကတိမ်သမုတ်တဲ့အခါမှာရှိသမျှရွာထဲမှာရှိတဲ့တန်ခါစီကဆန္ဒယူရမယ်မိုးရင်တန်ခါအလေကိုကြောက်ပြရမယ်အဲ့ဒါအခါကျတော့တခြားရဟန်းတွေဝင်ခွင့်မရှိဘူးကျွန်တော်နယ်စားမှာစောင့်ပေးရတယ်ဒီနယ်ထဲကိုဒီရွာထဲကိုဘယ်သူမှမဝင်ရအောင်အဲ့ကြောင့်ညာဘက်သမုတ်တယ်ဆိုတာကလူဝင်တွေထက်နည်းအောင်စောင့်လိုက်တာအကင်းဟိုရွာက လမ်းမရှိဘူးလူဝင်ထွက်လဲနေတယ်ဆိုရင်နေခင်းကြောင့်တမုတ်လို့ရပါတယ်။နောက်တော့ပြင်ဟိုညာပိုင်းတမုတ်မှမထင်းနေကြတာမဟုတ်ဘူးနေခင်းတမုတ်လို့လဲရတယ်။ဥစ္စာတချို့တင်နေဆိုတော့နေခင်းတမုတ်တာတွေရှိတယ်။တချို့တော့အရန်ခေါင်းတဲ့နေရာတွေဆိုရင်နေခင်းတမုတ်လိုက်တာပဲ။ညာဘက်မလို့ပါအောင်နော်။အဲ့တော့လူသားလူလားအရန်များတဲ့နေရာတွေဆိုရင်တော့အမြန်လမ်းမနဲ့နေတဲ့နေရာတွေဆိုရင်ဒါညာတကောင်တမုတ်မှမကိစ္စဖြစ်သွားပြီ။ဒီအဝေးကြီးဟိုင်းဝေးကားတွေအသွားလာနေတဲ့အချိန်ပေါ့၁၂နိုင်၁၂နိုင်တမုတ်ရတယ်။အဲ့မျိုးရှိတယ်။